အလို့ကြီးတွေမှာဖွင့်လဲရှိတဲ့ရေစက်ချလို့ပြီးပါပြီတချင်းကိုကိုရိုင်းပူဇော်ခွင့်ရကြတဲ့တချင်းပိုင်ရှင်နီလာလွင်အလုံးမဲမင်္ဂလာပါဗမစ်နန်ကနေကျဆလိုက်ပါတယ်အလူတော်မင်္ဂလာအောင်ပွဲတချင်းတွေအထဲမှာရေစက်ချလို့ပြီးပါပြီဆိုတဲ့တချင်းကိုတော့လူတိုင်းနှိပါကကြားဘူးကြပါတယ် အလူတွေလုတ်ပြီးတဲ့အခါမှာအချိန်ကိုက်ဖွင့်လေးလေးရှိကြတဲ့ဒီသချင်းကိုဘသူကတီဆိုထားလဲဆိုတာကလူသိနေကြတဲ့ရှင်နမဲကြီးမြမတန်စင်အစောတယောက်ယောက်ကဆိုထားရလို့ပဲထင်ကြပြီးမူရင်းအဆိုရှင်ကတော့မသိကြပါဘူးတချင်းကအောင်မြင်ပေမဲ့အဆိုတော်နဲ့တချင်းကတော့မတွဲမိခဲ့ကြတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အခုတော့တချင်းရဲ့အဆိုရှင်ကထွက်ပေါ်လာပါတယ်။သူကတော့မန္တလေးမှာနေထိုင်တဲ့အဆိုတော်ကြီးနီလာလွင်ပဲဖြစ်ပါတယ်။နီလာလွင်ဟာရေစက်ချလို့ပြီးပါပြီတချင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း20ခန်းကတည်ဆောခဲ့တာရှင်။ဒီတချင်းကိုကြားလိုက်ရတဲ့သူတွေကပျော်ရွှင်မှုပီတိတွေကိုတပြိုင်နက်တည်းရရှိသွားရလောက်အောင်အတန်ကလည်းကောင်းမွန်နေပါတယ်။ဒါပေမဲ့ဒီတချင်းကိုနီလာလွင်ကတည်ဆောထားတာကိုဘယ်သူကမှမသိကြပဲအလူတွေမှဖွင့်နေကြတာရှင်။ တချင်းကအောင်မြင်နေတာကိုဝမ်းသာပေမယ့်သူတီဆိုထားတာကိုမသိတာကိုတော့စိတ်မကောင်းဖြစ်နေရပါတယ်။တခါတရံသူကိုယ်တိုင်သွားလို့တဲ့အလှူတွေမှလည်းဒီတချင်းကိုဖွင့်နေကြပေမယ့်တချင်းပိုင်ရှင်အစတော်ကြီးကအလှူတွေရောက်နေတာကိုဘယ်သူမှမသိကြပါဘူး။သူရောက်နေတဲ့အလှူတွေမှစပီကာကြီးတွေနဲ့ဖွင့်နေကြပြီးဒီတချင်းကိုသူတီဆိုထားတာပါလို့ပြောရင်လည်းမယုံကြဘူးရှင်။ နီလာလွင်ကအောင်မြင်တဲ့သချင်းကိုတိဆောထားပေမဲ့ကြီးကြီးတက်ချမ်းသာကြွယ်ဝသူမဟုတ်ပဲတာမန်အတိုင်းပဲနေထိုင်တယ်လို့ဆိုပါတယ်။ဒီသချင်းကိုအလှူတွေမှာဖွင့်ရင်ဝမ်းသာနေကြပြီးသူကိုယ်တိုင်ပူဇော်ပေးခြင်းနဲ့ဆန္ဒလည်းရှိပါတယ်။ငွေကြီးကအဓိကမဟုတ်ပဲအလှူတွေမှာဒီသချင်းနဲ့ဆရာတော်ကြီးတွေကိုပူဇော်ခြင်းတလို့အလှရှင်ကိုလည်းဝမ်းမြောက်ပီတိဖြစ်စေချင်တာပါ။တချင်းကိုဖွင့်ထားတာတက်အစရောကိုယ်တိုင်လာရောက်ဖြောပြေးတီးဆိုပေးခြင်းလေလို့ဆိုပါတယ်ဒီတချင်းကိုကြားရပြီးတဲ့နောက်အလူအပေါ်မှာဝမ်းသာပီတီတိုးသွားတာကိုလည်းနီလာလွင်ကရရှိချင်တာပါ အတန်ဒါနနဲ့လှူဒန်းချင်တာကြောင့်အလှပွဲတွေမှာဖျော်ဖြေပေးနိုင်တယ်လို့ဆိုပါတယ်။နီလာလွင်ကအခြားသောအလှသချင်းတွေကိုလည်းသိဆိုဘူးပေမဲ့ရေဆက်ချလို့ပြီးပါပြီသချင်းကတော့အောင်မြင်ဆုံးဖြစ်ပါတယ်။သူရဲ့အဖေကွယ်လွန်သွားတာမကြသေးတဲ့အချိန်မှာလွမ်းဆိုးသတိရစိတ်နဲ့ခံစားချက်အပြည့်ထည့်ပြီးသိဆိုထားတာကြောင့်သချင်းကကြားရတဲ့သူတွေကိုတော့ချက်သိမ်းထသွားစေပါတယ်။သချင်းထဲမှာပေါဝင်တဲ့အပိုက်တွေကိုလည်းစိတ်နှစ်ပြီးသိဆိုထားလို့နှစ်ပေါင်း20ကျော်တဲ့အထိအောင်မြင်နေတာပါ။အခြားသူတွေကလည်းဒီသချင်းကိုသိဆိုကြပေမဲ့နီလာလွင်သိဆိုမှမသိကြလို့ဘယ်သူကမှလည်းခွင့်မတောင်းခဲ့ 잡아봄. နီလာလွင်ကတချင်းနေမတိဆိုဖြစ်တော့တာနှဲ့တော်ကြပြီဖြစ်ပြီးသူ့တချင်းလေးတွေကအလှူတိုင်းမှာမပါမဖြစ်အောင်ကိုအောင်မြင်နေတာပေါ့သူ့ရဲ့လက်ဦးဆရာကဒီတချင်းကိုခန်းစားချက်အပြည့်နဲ့တည်ဆောင်းနိုင်အောင်သင်ကြားပေးထားလို့အောင်မြင်သွားခဲ့တာရှင်တချင်းထဲမှာပေါဝင်တဲ့စကလုံးတစ်လုံးချင်းစီတိုင်းကိုစီမျောပြီးတည်ဆောင်းထားလို့ဒီတချင်းကြတာနဲ့တာရုခေါ်ခြင်းစိတ်တွေလည်းဖြစ်လာမှာပေါ့ဒီလိုစစ်မှန်တဲ့အနုပညာရှင်ကြီးကမထင်မရှားရှိနေတာကိုတော့စိတ်မကောင်းဖြစ်နေကြပါတယ်အလှူတွေမှာလူကြိုက်များတဲ့ဆယ်လီတွေကိုငှားချသလိုဒီလိုအနုပညာရှင်ကြီးတွေကိုလည်းတချင်းတည်ဆောင်းပေးဖို့ကံလန့်တင်တယ်လို့ပြော နေကြပါတယ်။အစိုးရကြီးနီလာလွင်ရဲ့ရေဆက်ချက်လို့ပြီးပါပြီဆိုတဲ့သချင်းကအလူတွေနဲ့လိုက်ဖက်တဲ့သချင်းဖြစ်ပေမဲ့တချို့လူငယ်တွေကတော့နှလုံးသုံးလုံးတွေမပေါက်ရင်လည်းသုံးလို့ရှိကြပါတယ်။ရေဆက်ချက်လို့ပြီးပါပြီသချင်းကိုတိဆိုခဲ့တဲ့အစိုးရကြီးနီလာလွင်လည်းအလူတွေမှာပူဇော်ခွင့်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။